ချင်းပြည်နယ်ဗမော်မြို့ကိုစစ်ကူလာတဲ့စစ်ကောင်စီရင်နစည်းကိုကချင်လူလက်ရေးတပ်မတော် KIA ကပြစ်ချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီနေ့မေလ20ရက်နေ့လယ်တနားကျော်ချိန်ခန့်မှာဗမော်မြို့အမှတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ27အတွင်းစစ်ကူလာရောက်ပို့ဆောင်တဲ့ရဟယင်နှစ်စင်းကိုပြစ်ချခဲ့လို့တစင်းပြတ်ကျသွားပြီးနောက်တစင်းမှလည်းထိမှန်မှုရှိတယ်လို့သိရပါတယ်။ပြတ်ကျသွားတဲ့ရဟယင်ဟာတရဲဦးလေတက်ကတက်လာတဲ့ ် MI 17ရဟတ်ယင်ဖြစ်ပြီးနှစ်စင်းတက်သွားရာကဒဇင်းသာပြန်လာနိုင်တယ်လို့တက်တဲ့ရင်မြစ်ကအတီးပြုပြောပါတယ်ဗမော AR အနောက်ဖက်ချမ်းကိုပြက်ကျသွားတယ်ထိမှန်သွားတဲ့ဒဇင်းကတော့မောင်းပြေးသွားတယ်လို့စီရေးတဲ့ရင်မြစ်က AR Times ကိုပြောပါတယ်အဲ့ဒီရဟတ်ယင်ပြက်ကျထိမှန်မှုနဲ့ပတ်သက်ပြီးတက်တဲ့ရင်တွေကိုလှုပ်ဝက်ရရှိနေတဲ့ CDM ဗိုလ်ကြီးစင်ရော်ကို အတီးပြုမေးမြန်းချက်အရတရဦးလေတက်ကတက်တာလို့ခံမှန်းနေတယ် နှစ်စင်းတက်သွားရမှာဒဇင်းမဲပြန်လာနိုင်တယ်လို့ဆိုပါရယ်ဗမောတိုက်ပွဲမှာဒီဇင်ဘာ၄ရက်နေ့ကလေးကစတင်ခဲ့ရာဒီနေ့ထိတိုက်ပွဲမှာရှေ့တိုးနောက်ဆုတ်ဖြစ်နေပြီး KIA ကစစ်ကူထောက်ပို့လမ်းကြောင်းတွေကိုပိတ်ဆို့ထားတယ်လို့သိရပါရယ်မြေပြင်ထောက်ပို့လမ်းကြောင်းပိတ်ဆို့ခံထားရတဲ့အတွက်စစ်ကောင်စီကလေကြောင်းအထိကသုံးပြူပြီးစစ်ကူနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်နေတယ်လို့သိရပါရယ်ဒါအပြင်ဗမောတိုက်ပွဲကဒဏ်ရာရလာတဲ့တပ်ဖွဲ့ဝင်တွေကို ြေကြီးနားစစ်စေးရုံကိုလေကြောင်းကနေတည်ယူပို့ဆောင်မှုတွေပြုလုပ်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေစီကသိရပါဗျာ။